ကိုရီးယားမှာကားဝယ်မယ်ဆိုရင်ကားအသစ်ဝယ်ရင်တော့ showroom ကိုသွားပေါ့နော်ဒါကတော့ကားအဟောင်းဝယ်တဲ့သူတွေအတွက်ဆိုရင်ဒီလိုနေရာမျိုးမှာဝယ်လို့ရပါတယ်ဒါကတော့ကားအဟောင်းအယောင်းစင်တာပါကိုရီးယားနိုင်ငံရဲ့မြို့တိုင်းနီးပါးမှာဆိုင်ကွဲတွေရှိရပေါ့နော် K car ဆိုတဲ့ဟာပါကားတွေကိုအာအယုတ်တွေအတိုင်းပဲအတိုင်းပဲထားထားလားနည်းနည်းနော်မဟုတ်ဘူးပေါ့နော်ပြီးတော့ကားတွေကလည်းလုံးဝ တထေးစည်းကားတွေကြီးပဲဈေးကတော့မြန်မာငွေကိုရီးယားငွေနဲ့ဆိုရင်40ဝန်းကျင်အနေပြီးတော့300 500 600 900 1000နီးပါးတိရှိရပေါ့เนาะမြန်မာငွေနဲ့ဆိုရင်တော့40ဆိုတော့ကြာ120အထက်ကနေပြီးတော့ပေါ့เนาะအဲ့လိုကြီးစပြီးရရှိပါတယ်ကားလူတိုင်းနီးပါးစီးနိုင်ကြတယ်ဘာလို့လဲဆိုတော့သူတို့လားစာနှစ်လားစာလောက်ဆိုရင်ကိုကားတံပိုးကြော်တယ်ပေါ့เนาะအဲ့အကြောင်းမို့လို့ ကားကတော့လူတိုင်းနှိပါစီးနိုင်တယ်စီးကြည့်တဲ့အခါမစီးနိုင်တာတော့ပဲရှိရှိမယ်ပေါ့နော် နောက်တစ်ချက်က online နေပြီးတော့လဲကားမှားလို့ရတယ် online သူတို့ software တွေကနေပြီးတော့ကားမှားလိုက်ပြီဆိုရင်ကိုကြိုက်တဲ့ကားကိုမှားလိုက်မယ်ဆိုရင်အဲ့ရနေပြီးတော့ပဲငွေရှင်းလိုက်မယ်ဆိုရင်သူတို့ကနေပြီးတော့ကိုအိမ်နိုင်နိုင်ရောက်လာပို့ပေးပေါ့နော် လာပို့ပေးအခါကျမှကိုကစစ်ကြည့်လိုက်သူတို့ပြထားတဲ့ဟာနဲ့အချက်လက်မှန်လားကားရှင်းနိုင်မှုရှိထားတဲ့ဟာလားမရှိတဲ့ဟာလားအကုန်စစ်ပေါ့နော် ကိုစိတ်ကြိုက်စစ်လို့ရတယ်စိတ်ကြိုက်စစ်ပြီးတဲ့အခါကျမှအာကိုသဘောမကျဘူးဆိုရင်ဒီ၃ရက်အတွင်းပေါ့နော်ကားကိုပြန်ပို့လိုက်လို့ရတယ်ကားအနည်းဆုံးဆိုင်ကွဲကိုကားပြန်ပို့လိုက်ပေါ့နော်ကားပြန်ပို့လိုက်မယ်ဆိုရင်ကိုပေးချေထားတဲ့ငွေကားတန်ဖိုးပမာဏကိုအကုန်လုံးပြန်ပေးတယ်ပြီးတော့အဲ၃ရက်အတွင်းမောင်းတဲ့ကားအာမခံကိုပဲသူဖယ်လိုက်တယ်ပေါ့နော်ကားအာမခံပို့ပဲယူလိုက်တယ်ကားအာမခံကလည်းနိုင်ငံနေပြီးတော့မဖြစ်မနေထားမယ့်အာမခံနေရှိတယ် ိုယ်အတွက်လုံခြုံစိတ်ချအောင်ဆိုပြီးတော့တည်တံ့ကိုယ်ဝါထားခြင်းလို့ထားရတဲ့အမခံမျိုးကြီးလေးရှိရပေါ့နော်ဒါတော့ကိုယ့်ရဲ့ရွေးချယ်မှုပါကားတွေကလည်းကီလိုတသိန်းကျော်တွေလည်းရှိရပေါ့နော်အဲ့လိုမျိုးတသိန်းကျော်လောက်ကတော့များသွားဖြစ်အောင်တသိန်းကျော်ပေါ့နော်အဲ့လိုတသိန်းကျော်ရဲ့ဆိုပေမဲ့လည်းအော်ကားတွေကဒီဘက်မှာလမ်းအရင်မကျန်းတဲ့အတွက်လမ်းမကျန်းပါဘူးမကျန်းတဲ့အတွက်ကားတွေကအသက်အတိုင်းပဲပေါ့နော်ပြီးတော့အဲနားမှာအာမခံကုမ္ပဏီတွေလည်းအများကြီးရှိတဲ့အတွက် ကိုကကားဝယ်ပြီဆိုရင်ဝယ်ပြီးတော့တခါတည်းအာမခံနေပါရဲ့ပါတခါတည်းထားပြီးတော့ကားတခါတည်းမောင်းသွားလို့ရပါတယ်လိုင်းစင်းလည်းရှိထားရမယ်ပေါ့နော်ဒါကတော့ဒီနေ့ကျွန်တော်ဝယ်လာခဲ့တဲ့ကားပေါ့နော်ဒီကောင်ကကိုရီးယားငွေနဲ့340ကျပါတယ်ကားတန်ဖိုး340နဲ့အာမခံတနစ်စာ23သိန်း63သိန်းစုစုပေါင်း63သိန်းဖြစ်ပါတယ် ဟိုကားကလူတိုင်းနှိပါဝင်နိုင်တယ်ဆိုတော့ဘာလို့လဲဆိုတော့ကြတော့တလမှာကျွန်တော်ရဲ့လာစားဆိုရင်20နဲ့မှ8သိန်းရတယ်အခွန်ဖြတ်ပြီးဆိုရင်28သိန်းလောက်ကျန်တယ်ပေါ့နော်အဲဒါကြောင့်မလို့နှစ်လစာလောက်ဆိုရင်ကောင်းကောင်းဝင်နိုင်တယ်သူများရဲ့လည်းဒီလိုဒီကားလေးတွေကဈေးပေါ်တဲ့ကားလေးတွေဖြစ်တဲ့အတွက်လူတိုင်းနှိပါဝင်နိုင်ကြပါတယ်ပြီးတော့ကိုရီးယားနိုင်ငံရဲ့လက်ရှိအခြေခံလောအားကားဟာဆိုရင်လည်းတလမှာဆိုရင်အနည်းဆုံး30လောက်ကတော့ရရပေါ့နော် အဲကြောင့်မလို့လူတိုင်းဝယ်နိုင်တယ်ဆိုတဲ့အကြောင်းပြောတာပါနှစ်လ၃လလောက်အဲ့လိုမျိုးဆိုရင်ဝယ်နိုင်တယ်လीเนาะဒီလိုကားမျိုးလေးတွေကတော့